ရွှေတို့ရောင်းတဲ့ဆိုင်တွေရှိလားဒါမျိုးစာကိုကိုတိုင်လဲဖတ်ပါ သူများကိုလည်းမျှဝေပါ ဆိုပြီးရေးတင်ထားတာလေးကိုဖတ်ပြပေးလိုက်ပါတယ်အလုံးပဲမင်္ဂလာပါ Audio by Quizzo Channel ကနေကြိုဆိုလိုက်ပါတယ် Channel လေးကို like and subscribe မနစ်ကသိရင်လည်းနှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်နေကကျွန်တော်ဆိုင်ကိုအမျိုးသမီးတယောက်ရွှေလာပေါင်တယ်ပစ္စည်းကြည့်လိုက်တော့သိမ့်မတင်ကဘူးအစ်စ်နဲ့တော့တော်တော်တူတယ်ဒါနဲ့ဗရင်စရာကို ချိတ်လေးနားကိုအစိတ်ချခိုင်းလိုက်တော့အတုဖြစ်နေတယ်။တေချောင်းအောင်တစည်းနဲ့တိုက်ချတော့လုံးလုံးကိုအတုရွှေတစက်မှကိုမပါတာ။ဒါနဲ့အမျိုးသမီးကိုခမားကျိုးကအတုဖြစ်နေတယ်ပြောတော့မဟုတ်ဘူး။ကျမကိုယ်တိုင်ဆိုင်ကနေဝဲလာတာအစစ်တဲ့။ဘောင်ချာပြလို့ရပါတယ်တဲ့။ဘလို့ပြောပြောမရဘူး။ဘောင်ချာပြရရင်ယူခဲ့မဟုတ်ရင်ရဲစခန်းအမှဆိုတော့ပစ္စည်းယူထားလိုက်ပြီးပြန်လှုပ်လိုက်တယ်။ကိုကတော့ပြန်မလာတော့ဘူးထင်နေတာ။ ဏနေတော့ဘောင်းချာယူလာတယ်။ဒါနဲ့ဘောင်းချာကြည့်လိုက်တော့6ပဲသားကျော်ကိုတသိန်းနဲ့ရောင်းထားတယ်။ခမင်းဒီစည်းနဲ့ဘလို့ဖြစ်နိုင်မှာလဲ။ကြည်အောင်ဆိုတော့စားတော်မတက်ဘူး။မတည်ဘူးကျမကိုဒင်းကားရွှေဆိုပြီးရောင်းလိုက်တာတဲ့။မူဆယ်မှာလှုပ်သွားလို့ရင်းနဲ့ရတဲ့လှုပ်အားကလေးနဲ့လှုပ်လာတာဆိုပဲ။ဒါနဲ့အဲ့ဒီဆိုင်ကိုဖုန်းဆက်လိုက်တယ်။ကိုင်းနေဆိုင်ကလားဆိုတော့ဟုတ်တယ်တဲ့။မူဆယ်ကလားဆိုတော့ဟုတ်တယ်တဲ့။ ဒါနဲ့ခမ ्या တို့ဆိုင်ကဝယ်လာတာလို့ပြောတယ်။အဲ့ရွှေက အတူကြီးခမ ्या တို့ဘလို့လုံမှာလဲဆိုတော့ကျမတို့ရောင်းကလေးကပြောလိုက်ပြီးသားဒီရွှေကနန်ခမ်းရွှေရွှေညံ့တယ်။သူတို့ကို ပြောလိုက်ပြီးသားအပြင်မှာရောင်းလို့ပေါင်းလို့မရဘူးလို့တကယ်တော့ရွှေကညံ့တာမဟုတ်ဘူး။လုံးလုံးကို အတူကြီးပါ။ဒါနဲ့ခမ ्या တို့ကအတူတွေရောင်းစားနေတာလားဆိုတော့သူတို့ကတသိမ်းပါလို့ငွေစုပြီးသားဖြစ်အောင်ရောင်းပေးတာတဲ့ ကျမတို့ဆိုင်မှာပြန်လာတွင်းလို့ရတယ်တဲ့။၁၀ရာခိုင်နှုန်းလျှော့တာပါတဲ့။သူကပြောသေးတယ်သူတို့ငွေမပြောက်ပြက်အောင်ငွေစုတဲ့သဘောတဲ့။အောင်မယ်သူ့ကိုယ်တော်ကျေးဇူးတင်ရမယ်ပုံ။သဘောကတော့အတိုးနဲ့ငွေလှည့်သုံးပေးထားတဲ့သဘောပဲ။ဒီလိုဆိုင်တွေဘလောက်တောင် ပေါများနေပြီလဲ။ဒီလိုခံရတဲ့သူတွေကရောဘလောက်တောင်များနေပြီလဲ။အခုခေတ်ပိုဆိုးပါတယ်။ရွှေရည်တွေကဖြစ်ကြတဲ့ဆန်းလှုပ်ချင်သလိုလှုပ်တယ်။အယော့အတွက်တွေယူချင်သလိုယူတယ်။ရောင်းချင်တဲ့ဈေးနဲ့ရောင်းတယ် လှုပ်ချင်တိုင်းလှုပ်ရှားနေကြတာစစ်ဆေးတဲ့အဖွဲမရှိသေးလို့သွားတိုင်လို့လည်းရတဲ့နေရာမရှိသေးဘူးကိုဖြစ်ကိုခံပဲအခုခစ်ထနေတာရွှေကိုထူးလျှော်စေတဲ့မသိရင်ရွှေကသူတို့ခြံထွက်ပစ္စည်းလိုပဲသိန်း30တန်နဲ့15သိန်းနဲ့စရင်15သိန်းနဲ့လှုပ်ပေးလိုက်တာပဲစိန်တစင်စာဆွဲကျိုးငကလက်စွပ်ကိုသိန်း30ကျော်နဲ့ရတယ်တဲ့ပါတော်ငွေနဲ့ရအောင်လှုပ်ပေးတယ်ပြောသေးတယ်လူတိုင်းဝင့်နိုင်စေခြင်းလို့တဲ့ကျေးဇူးရှင်ကြီးတွေလိုပါပဲရွှေတွေတွေကိုလက်ခ အယောအတွက်မယူဘဲရောင်းပေးတယ်တဲ့အဲ့တော့ပြောပြမယ်တသက်လုံးမှရွှေမှာထူးလျှော်စေးဆိုတာလုံးဝမရှိပါဘူးအယောအတွက်လက်ခမပါဘဲအထည်တစ်ခုမဖြစ်ပါဘူးဒီလိုဆိုင်တွေက အောက်ခြေလူရန်စားလက်ခစားဝင်တန်းလေးတွေကို ပြစ်မှတ်ထားတာပါပြည်သူအများစုကလည်းမင်းသားမင်းသမီးဆယ်လီမှတ်တယ်ကန်ဆန်းမဲမှတ်တယ်လေကြီးမိုးကြီးပြောကောင်းရင်ယုံလွယ်တယ်စိန်ရွှေရတနာကိုဟင်းရွက်ကစွန်းရွက်လောက်တောင်တန်ဖိုးမထားတွေ့ရဝဲတယ် ဆင်းရဲသားရောက်တဲ့ခရမ်းကျင်တိနေ့တပိတ်သားလောက်ဝဲဖို့ကြတော့တစ်စည်းလုံးပတ်မေးတယ်အသက်သာဆုံးဆိုင်မှာဝင်းဝဲတယ်ဈေးထက်စစ်သေးတယ်မပြီးသေးဘူးအစ်စ်နှလုံးလောက်ထပ်နိုင်ခဲ့သေးတာတထေးရောက်တဲ့ရွှေရတနာကြတော့အဲ့ဒီလိုမလုပ်ဘူးစတိုင်ကြီးအပြည့်ဂိုက်အပြည့်နဲ့ထင်းသလိုဝဲကြတာကျုပ်တို့မြမအများစု မချမ်းသာရတဲ့အကြောင်းရင်းတစ်ခုကရွှေမဝဲတက်ရွှေမစုတက်တာကြောင့်လဲပါတယ်အဲ့ဒီတော့စင်ရွှေရတနာဝဲမယ်ဆိုရင် အည်သွေးအယော့အတွက်တေချာမေးမြန်းစစ်ဆေးနိုင်ရှင်ဝဲပါပြန်ရောက်ရင်ဘလို့ပြန်ဝဲတာလဲတေချာမေးမြန်းပြီးဝဲပါဒါမျိုးစာကိုကိုတိုင်လက်ဖတ်ပါသူများကိုလည်းမျှဝေပါ ဆိုပြီးတော့ရေးတင်ထားတာလေးကိုဖတ်ပြပေးလိုက်ပါတယ်ဗျာကျေးဇူးတင်ပါတယ်အသိပညာဘုဒ္ဓရစီရအကြောင်းအရာတွေနဲ့စိတ်ဝင်စားဖွယ်ရာသတင်းအချက်အလက်တွေကိုဖတ်ပြပေးမယ် audio ပိုင်းကွီးစော်ပါ